dating advice for man နာမကြီးမင်းသားပိုင်တန်ကိုရဲ့ညီရှင်ဖုံးပြည့်ဇလန်ရှင်ဖုံးပြည့်ဟာဒီကောင်မလေးနဲ့တွဲခဲ့တယ်ပြီးတော့နောက်ထပ်ကောင်မလေးတွဲတယ်ဒီကောင်မလေးစီကပတ်စံတယ်ချီထားတယ်ပြောတယ်အဲ့ရောဒီကောင်မလေးကနောက်ထပ်ကောင်မလေးတယောက်ထားတာတွေ့တော့ဒေါ်လာထွက်အောင် မှန်သူ့အိမ်ပေါ်မှာတင်ထားတာရှင်ဖုံးပြေကိုအဲ့တော့ပတ်စံတဲ့ပြန်ဆက်မှုတောင်းတယ်တခြားကောင်မလေးနဲ့ထားတဲ့အတွက်ကြောင့်သူကမကျေနပ် online အားနေပြီးတော့စကားတွေပြောတာပေါ့အဲ့ဒီဇလန်ရဲ့အချစ်ပညာတွေကိုပြောပြမယ်ဒီဗီဒီယိုလေးအဆုံးထိကြည့်ပြီးသွားဆိုရင်ညီလေးတို့တိ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 ုက်တဲ့မိန်းကလေးတကယ်ချင်းဘလို့ပြုတ်မှုလဲ ဘယ်လိုမျိုးမိန်းကလေးကိုရှောင်ရမလဲဘာလေးတတိထားဖို့လိုလဲဆိုတော့တိဝါမှာဖြစ်ပါတယ်ကဘာလက်အမေရိကန်မီနနာအချစ်ပညာရှင် channel ကျူးစပါတယ်ဘယ်နေရာကြည့်နေလဲကိုမအမရေးတာပါတချင်တခါမဟုတ်တဲ့အမားတွေကိုလည်းခွင့်လွှတ်ပေးခဲ့တယ်။တချင်တခါမကပါဘူး။ ဘသူကလေကိုချစ်တဲ့လူတယောက်ရဲ့ image ကိုထိပြီးတော့မှဒီလိုမျိုးတွေဖြစ်ချင်ပါလဲနော်ဒီလားတကြိမ်တစ်ခါမဟုတ်တဲ့အမားတွေခွင်းလို့ပေးရတဲ့အာတကယ်ချစ်တဲ့မိန်းကလေးပြုတ်ပြတဲ့စကားအဲ့တော့ညီလေးတို့ချင်းတွဲနေရမှာဖြစ်ပေဘလို့ပဲဖြစ်ဖြစ်စအချင်းမချစ်တဲ့အချင်း online မှာစကားပြောတယ်မချစ်တဲ့အချင်းဆိုရင်အမားလေးနည်းနည်းလုံးမိတာလေအမှန်ကဘာမှ မပြောပါတော့တရင်ချင်းအချင်းစစ်ဆိုဘွေယူမှာမဟုတ်ကောင်မလေးတွေညီလေးတို့ဘလော့တွားတယ်အန်ဖလက်လို့ပါတယ်အဲ့လိုမျိုးဖြစ်ရမျိုးကြုံမှုပါနလားကြုံမှုရဆိုကိုမမရေးထားပါအဲ့ဒါဘာကြောင့်လဲဆိုကိုမချစ်တဲ့အတွက်ကြောင့်ချစ်တယ်ဆိုရင်ကိုအမားကြီးဘလော့ဝဲလှုပ်လှုပ်ခွင့်လွတ်တယ်မင်းကလေးရဒါပေမဲ့ဘယ်တော့မှအမားလှုပ်တဲ့ယောက်ျားမျိုးမဖြစ်ပါစေနဲ့နော်ယောက်ျားကောင်းယောက်ျားမြတ်ပညာရှိယောက်ျား ဆရာတင်ပေးတဲ့ယောက်ျားဆရာလူမျိုးယောက်ျားဆိုတာဘယ်တော့မှအမှားမလုပ်ဘူးအဲ့ဒါကြောင့်ယောက်ျားကမှန်ဆိုရင်ကို့အချစ်ဆုံးမိန်းကလေးကိုပဲရွေးတယ်ဆိုတာဘာကြောင့်လဲဆိုတာဒီအချက်ကြောင့်ပဲနော်တခြားမိန်းကလေးညီလေးကိုတကယ်ချစ်သက်ဆိုရင် ပြုတ်မှုရဲ့ပြုတ်မှုတွေရောဘာတွေရှိပါလဲကိုမအမှားရေးထားပါဆက်နားထောင်မယ်အနားမှာအကောင်းဆုံးအကောင်းဆုံးနေပြီလေ

ပတ်ဝန်းကျင်ဂရုမဆိုင်ဘူးမိန်းကလေးကဘာမှဂရုမဆိုင်ဘူးနော်ဆရာလို့ဆိုရင်ဆရာတကယ်ရှေ့မိန်းကလေးဆိုသူတញ្ញချင်းရှေ့မှာမှာဆရာကိုနမ်းတာနော်ဓာတ်လေကားနဲ့ဂရုမဆိုင်ဘူးအခန်းနဲ့ဂရုမဆိုင်ဘူးကင်မရာရှိနေတဲ့ဂရုမဆိုင်ဘူးဖက်ပြီးတော့နမ်းတာဒါမိန်းကလေးကတကယ်ချစ်ပြီဆိုရင်ဘာမှဂရုမဆိုင်တော့နော်အဆက်တရားကိုတိတ်ပြီးတော့မထားတော့ အဲ့ဒါကြောင့်အရန်ကြီးကြီးညီတို့ပြောမှာဒီကောင်မလေးကအိုးငါဘာများအမှားလုပ်မိရမသိဘူးဒီကောင်မလေးကငါချိန်တမှုခေါ်နေတာအကြာရှိနေပြီးအလုပ်တွေများနေတယ်နော်စာတွေလုပ်နေရတယ်အလုပ်တွေများတယ်နော်မိဘခွင့်မပြုဘူးအဲအဲ့လိုမျိုးပြောရအားလုံးကတကယ်မချစ်တဲ့အကြောအတွက်ကြောင့်ပြောတာတကယ်ချစ်တယ်ဆိုဘာမှမပြောဘူးအဲ့ဒါညီတို့အမြဲမြတ်မှတ်ထားတကယ်ယောက်ျားကောင်ယောက်ျားမပီတာချင်ဆိုရင်ကိုယ့်ရဲ့ attention ညီတို့ attention ကို ်အလုပ်မှာကြိုးစားရမယ်စာမှာကြိုးစားရမယ်ကျောင်းသားဆိုကျောင်း University တက်နေဆိုစာမှာမထားအလုပ်မှာထားเนาะကောင်မလေးကိုစိတ်ဝင်စားတယ်ကိုချိန်တွေးလိုက်မထွက်လာဘူးဆိုရင်ထပ်ပြီးတော့ try မနေနဲ့တော့နောက်ထပ်တစ်ယောက်ထပ် try เนาะမကြောက်ဆိုတော့ဆရာဒီလိုမျိုးအချက်ပညာသင်ပေးမယ်လို့ရှိရဆိုရင် B နန္ဒာဖြစ်နိုင်မယ်တတ်30နဲ့ Mi နန္ဒာမဟုတ်เนาะအဲ့ဒါမျိုးအကြောင်းအရေးကြီးရဒီလိုမျိုးအချက်ပညာပို့ပြီးတက်ချင်ဆိုရင် channel ကို subscribe လုပ်တာပါ ဆက်ပြီးတော့နားထောင်မယ်အခုကမားနေရဆိုရင်တောင်းမယ်ရမမဟုတ်ဘူးလားမတောင်းမယ်နဲ့အပြင်ကျူးလွန်သူကလက်နာသူလို့ခံစားပြီးတော့အပြစ်တွေပို့ပြီးအဖို့နေဘယ်လောက်ခံစားရလို့ထင်လဲအဲ့တော့ဟုတ်တယ်မလုံနဲ့ညီတဲ့တော့နော်မားနေရဆိုရင်အေးအပြစ်မဖို့နဲ့မတောင်းပန်ခြင်းရမှာအပြစ်မဖို့နဲ့တောင်းပန်တဲ့ဆိုရောကို့အတွက်ကို့နှစ်ယောက် relationship အတွက်အကောင်းအောင်ညီတို့နှစ်ယောက်ရဲ့ ညီ relationship အတွက်တော့ပိုကောင်းတော့ဗောเนาะအဲ့အကြောင်းမတောင်းပန်ခြင်းအမောက်အစတဲ့မလုံးနဲ့ရှင်းရှင်းလေးပဲเนาะပြီးတော့ဒီကိစ္စမှာတခုစဉ်းစားမှာလားโอเคတခြားကောင်မလေးတွဲတယ်ဆိုရင်ကောင်လေးကတိတိကျကျအေးညီမတယောက်တည်းမို့တွဲတွဲမယ်လို့ပြောခဲ့တာအဲ့လိုပြောခဲ့တဲ့ဆိုရောတခြားကောင်မလေးတွဲဆိုဂတိဖောက်ပြက်တာဒါမှမဟုတ်တကယ်ဖောက်ပြက်တဲ့ယောက်ျားเนาะယောက်ျားဆိုတဲ့ဘဝကတွဲနိုင်ရင်တွဲပါမယ် နော်အဲ့လိုတွဲမဲ့ဆိုရင် main kit ကိုဘယ်တော့မှတရားထက်တွဲမဲ့မပြောမိစင်နဲ့အကျယ်ရရစောစောရှင်ဖုံးပြေကတရားထက်ပဲတွဲမဲ့လို့မပြောဆိုရင်တော့တခြားတယောက်တွဲတယ်ဆိုရင်နော်တွဲလို့ရတယ်တွဲလို့ရတယ်တခုပဲရှိရင် तू အချစ်ပညာမတတ်တဲ့ကြောင်ဒီလိုမျိုး main kit ကိုစိတ်ညစ်အောင်နော်ရင်ခွဲအောင်လို့ဘယ်တော့မှမကောင်းမကောင်းနော်ယောက်ျားတွေကဟိုးရှေ့ခဲ့တယ်ကနော် ရာသူမြင့်တယ်တယ်နာမကြီးတယ်တယ်ကောင်မလေးအများကြီးကြိုက်နေတယ်ပဲဘသူအတုံးမကျယောက်ျားဆိုလှဲ့တာမကြည့်မင်းတို့ရဘလောက်ပဲအာညီမကိုတယောက်တည်းပဲတွဲပါစေတွဲမယ်လို့ပြောပါစေလှဲ့တာမကြည့်အတုံးမကျယောက်ျားဘသူမချို့ဆိုရင်နော်အဲ့ဒါကြောက်ပြီးတော့ယောက်ျားဆိုတာခေါင်းဆောင်ခေါင်းဆောင်ဆိုတာလက်အောက်ညင်သားရအများကြီးရှိနော်မင်းကလေးဆိုတာခေါင်းဆောင်ကောင်းကိုတယောက်ရှာတာအဲ့တော့တစ်ပင်တစ်ပင်ကောင်းရင်ညက်တောင်းနားနိုင်တယ်နော်ကို့ကို တခြားမိန်းကလေးနဲ့တွဲခွင့်ပြုတဲ့နော်ခွင့်မပြုအောင်မှမတိချာဆောင်နေတဲ့ကောင်မလေးပြုဆိုကိုယ်တကယ်ချစ်လို့ပဲနော်အဲ့ဒါကြောင့်အရန်အရေးကြီးဘယ်တော့မှမိန်းကလေးကိုစိတ်နာအောင်တယောက်ထက်တွဲမှမယ်လို့ဂတိမပေးနဲ့နော်ညီလေးတို့အတုံးမကြတဲ့အချိန်ဘာမှမရှိတဲ့အချိန်ဆိုရောမိန်းမိန်းမရချင်လို့ကြောင့်ကတိပေးမိပဲဆိုရင်ရောဘယ်တော့မှအဲ့ကတိကိုမဖြတ်ပါနဲ့အဲ့အားကြောင့်ဘဝကိုတိုးတက်အောင်လုပ် ဆရာတို့ဆိုရင်ဘယ်တော့မှ credit ပေးစရာမလိုတော့ဘူးနော်တွေ့တယ် okay ပွပွလည်းနေပဲနော်ယူရိုတတပဲဆရာရဲ့ညီစာရရလဲဆရာကဘာပတ်နေတာတည်တယ်နော်ညီစာတွေအများကြီးရှိတယ်ဆိုတည်တယ်သူအားလုံးဆရာတကယ်ချစ်တဲ့အတွက်ကြောင့်သူနားလည်တယ်နော်အကိုတကယ်ချစ်တဲ့ဆိုရင်ညီမရယ်စိတ်တပေါ်လာကြီးပေးနေပါတယ် อืมမာကြောက်တော့တည်ရတယ်ဒီလိုယောက်ျားမျိုးရှာဖို့ဆိုအရန်ခင်းရအောင်အရန်ပြီးပြည့်စုံပြီးတော့အရန်တော်နေယောက်ျားစိတ်ထားကောင်းနေเนาะပြီးတော့သူ့ဘဝအများကြီးတိုးတက်သွားဖို့เนาะဆရာနဲ့တည့်ရတွဲတာကတခြားယောက်ျားနဲ့တနစ်ထွဲရတွဲရတယ်ပို့ပြီးတော့တိုင်အဲ့လိုမျိုးအေးချီရှိယောက်ျားဖြစ်ပါစေเนาะအဲ့ဒါမျိုးဆိုရင်မင်းကလေးပြတိတ်ခံစားမှာမို့ तू ကဘာကြောက်ဒီကိုခံစားတာတည်ရဘာကြောက်ခံဒီကိုခံစားတာ तू အရန်နစ်နာတယ်ထင်တာတဲ့ကြောက် ဆိုတော့ရှင်ဖုံးပြတာအချစ်ပညာတတ်တယ်ဆိုရင်အရန်တော်လဲယောက်ျားအရန်သူ့ဘဝကိုကောင်းစေယောက်ျားဆိုရင်သူအလောက်ထိပြုံမှာမဟုတ်သူနည်းနည်း in know လုံးတော့အခုကသူ့ဆရာပတ်စံချီတယ်ပြီးတော့တခြားမိန်းကလေးရဲ့သွားပြီးတော့လဲတွဲတယ်ပြီးတော့သူ့အိမ်မှာနေတယ်အဲ့ဒါအကြောင်းညီလေးတို့ပတ်ဆက်ရှိဖို့အရေးကြီးတယ်ဆိုတော့ပြောတာနော်။နော်အရန်အရေးကြီးတယ်။အဲ့ရောညီလေးတို့ဒီချိန်ကစပြီးဘာလုပ်ရမလဲဆိုတော့သိပြီမလား။ ကိုမအောင်မရေးတာပါဆက်နားထောင်မယ်ကိုကျင်းဆိုင်လို့ပြောတယ်သူရလေကိုကိုရဲ့အဲ့အရာတခုခံစားမှုမသိတာကိုကိုရဲ့အဲ့အရာတခုကိုကိုရဲ့လက်ထွက်ကြုံလို့မအဲ့အရာတခုခံစားမှုမသိတာမတဲအခုဆိုဒါမတဲတို့ရဲ့ relationship ရဲ့ပုံလေးတွေပဲမတဲချပြတယ်ကမတဲမချပြတဲ့အရာတွေအများကြီးရှိတယ် အများကြီးမှအများကြီးပဲအောင်မြင်စေခြင်းနဲ့တိုးတက်စေခြင်းနဲ့ဒါကြောင့်မလဲအများကြီးတက်နိုင်တာထက်ပို့ပြီးတော့မှအနာမှအများကြီး support ပေးခဲ့ရကွာဒီလားအာအဲ့ဒါကောင်းတာပေါ့အဲ့လိုမျိုးမင်းတို့မျိုးရှာမှာကိုအောင်မြင်ခြင်းစေခြင်းနဲ့တိုးတက်စေခြင်းမင်းတို့ရှာမှာအဲ့ဒါကြောင့်တချို့ညီလေးရမေးတယ်။အိုးပတ်စံရှိမှပဲရှာမယ်လို့အမှန်မဟုတ်ပတ်စံမရှိခင်ရှာမှာ။နော်အကိုတို့မျိုးကဘာလှက်မိနေနာ အမေရိကန်ဖြစ်နေပြီဆိုရင်အကိုဘဘောက်တိုးတောက်လုပ်ပေးနိုင်မယ်မိန်းကလေးဆိုတာမရှိတော့ဘူးတော့မှမရှိတော့အကိုနဲ့ပေါင်းပေါင်းမောက်မှာအကိုနဲ့ပေါင်းလို့ပဲသူ့ဘဘောက်ရေအများကြီးတိုးတက်တော့မှာနော်အဲ့တော့မိန်းကလေးရှာတယ်ဆိုတာမိန်းနနာဖြစ်တဲ့အချိန်မှာအရန် risk များပါပြီနော်ဘယ်မိန်းကလေးကကိုယ့်ပတ်စံချူစားမလဲဘယ်မိန်းကလေးကကိုယ့်ကိုဒုက္ခပေးမလဲအဲ့လားပဲရှိတော့တယ်အဲ့အကြောင်းယောက်ျားလေးဆိုရင်အေးကိုဘာမှမရှိတဲ့အချိန် မိမကို့ပါမီဖြစ်ပေမိမရှာတာအကောင်းဆုံးဆိုပြောတာเนาะတချို့ယောက်ျားတော်မြင်များပတ်ဆက်ရှိမှယူမယ်ပတ်ဆက်ရှိမှယူမယ်ဒါပေမဲ့ပတ်ဆက်ရှိပြီးတော့ရည်စားတစ်ခါမှမထားဘူးเนาะအချစ်ပညာမတက်ဘူးဆိုရင်မကောင်းမိမလက်ထဲပတ်ဆက်အကုန်ပါပါသွားပြီသွားပြီအလကားအဲကြောင့်အကိုကဒီလိုမျိုးအချစ် channel ထောင်ပြီးတော့ညီလေးတို့ပညာတင်ပေးတာเนาะ share လုပ်ထားတဲ့ subscribe လုပ်ထားတဲ့ဆက်ပြီးတော့နားထောင် ကိုမင်းတော့မရှိရလို့ဆိုသိပါတယ်။တငယ်ချင်းတွေတားနေတယ်။မိသားစုတွေတားနေတယ်။အပေါင်းအသင်းတွေပြောတယ်နင်သူနဲ့ဆင်ပြေနိုင်ဘူးနင်စိတ်ထားနဲ့သူနဲ့ဆင်မပြေနိုင်ဘူးလို့ပြောနေတယ်တန်းနဲ့။နင်လိုလူမျိုးနဲ့သူနဲ့မတည့်ဘူးလို့ပြောနေတယ်တန်းနဲ့။ငါမမိုက်မမဲစက်ပြီးတော့မတည်လဲမရှုံးအာဘာကြောက်လဲဆိုချစ်လို့ချစ်လို့အာကြောင့်မင်းကလေးလိန်တာဘယ်တော့မှညီတို့မခံနဲ့เนาะအလုတ်များနေတော့အချင်းချင်းကိုစိတ်ဝင်စားနေမှု နော်ပြီးပါမိမိပါကိုကျွေးမွေးနေရတော့မိအိမ်ကနေခွင့်မပြုလို့အဲ့လိုက်အားလုံးအလကားအလကားညီသေးလို့မချစ်လို့အဲ့လိုမျိုးကောင်မလေးမျိုးတွေဆိုရင်ဟောလုံးဝပယ်ဖြစ်လိုက်နော်အဲ့အကြောင်းမိန်းကလေးတယောက်ဆိုရင်ဘယ်တော့မှတခေါက်တဲ့ပုံပြောလိုက်โอเคအကိုအရန်ချက်တော့ဝါရန်အောင်မြင်သွားလို့ဆိုတခေါက်တဲ့ပုံပြောတော့အချင်းပူတန်မှုရှိတယ်ညီလေးတို့ဘာမှမအောင်မြင်သေးဘူးဆိုရောအလိုဆုံးတုံးခေါက်ပေါ့နော်ချင်းတွေ့တာအမျိုးချင်းတွေ့ရတယ်နော် ချင်းတွေ့နေမျိုးဆိုရှိရယ်ဒီ channel လေးရဲ့ playlist youtube playlist မှာတွားကြည့်လိုက်ဘယ်လိုမျိုးချင်းတွေ့ရမှာအမျိုးမျိုးချင်းတွေ့ရမှာဆိုတာအကိုတင်ထားပေးတယ်เนาะအဲ့ရော channel လေးကို subscribe လုပ်ရတယ်ဆက်ပြီးတော့နားထောင်မယ်တိုင်းနဲ့ဂျူနေရောယူလို့ပဲယူလို့ပဲ ုလည်းဒီအိမ်ကြီးမှာတယောက်တည်းဟာလေရှင်ဖေးရမယ်လို့တကယ်ချင်းပေါင်းတဲ့တားနေရတဲ့နဲ့ဆက်လျှောက်ခဲ့တဲ့တို့ကြောင့်မလို့အခုချိန်မှာဘသူ့အောင်မှရှင်သွားခွင့်မရလို့ရင်ဖွဲ့ရဲဆိုတာမိန်းကလေးရဲ့ပျော်ရွှင်မှုပဲအဲဒါကြောင့်မိန်းကလေးကစိတ်ညစ်ရပြီဘာဖြစ်ဖြစ်ဆိုစကားပြောချင်တယ်ယောက်ျားလေးကစိတ်ညစ်လာပြီပြဿနာတက်လာပြီဆိုတိတ်တိတ်နေနေပြီးဖြေရှင်းတာ ယောက်ျားနဲ့မိန်းမအဲ့နှစ်ခုမကွာတယ်မတူဘူးအဲ့ကြောင့်ညီလေးကိုနားလက်ပေးကိုယ့်ရဲ့အာညီမပဲဖြစ်ဖြစ်အမပဲဖြစ်ဖြစ်နော်ချစ်သူပဲဖြစ်ဖြစ်ရင်ဖွဲ့တာစကားပြောရဆိုတေချာနားထောင်ပါမှသူ့ကိုဟိုစင်ကြင်ပေးမနေဘာမှဖြေရှင်းဖို့မကြိုးစားနားမနားထောင်အဲ့ဒါသူ့ဒါအလိုရှင်ဆုံးပဲနော်ဒါမိန်းကလေးအကြောင်းအာညီလေးကိုတိအောင်ပြောပြတာမိန်းကလေးကရင်ဖွဲ့ရင်နဲ့စိတ်ကိုပျော်ရွှင်စေတယ်ယောက်ျားလေးကတိတ်တိတ်နေရုပ်ရှင်နေကြည့်ဒါမှမဟုတ် အာ TB game နဲ့ဆော့ဒါမှမဟုတ်ရင်တခုဘောပွဲလေးကြည့်တခုပြဿနာဖြေရှင်းဖြေရှင်းပြီးတိတ်တိတ်နဲ့ဖြေရှင်းပြီးတော့ပြီးွားရပျော်သွားတယ်ဒါနော်ဒါယောက်ျားလေးပြောယောက်ျားကောင်းဆိုရော TB game မဆော့နဲ့နော်အချင်းခုံတယ်နော်ညီလေးတို့ TB game ဆော့ဖို့မပြောတာနော်ယောက်ျားကောင်းယောက်ျားမြတ်ပညာရှိယောက်ျားအာမီနန်နာဖြစ်ချင်ဆိုရင် TB မကြည့်နဲ့ TB game မဆော့နဲ့ပြဿနာတခုဆိုရင်ဖြေရှင်းဖို့ပဲကြိုးစားအဲ့ဒါအကောင်းဆုံးပျော်ရှင်းမှုပဲဖြစ်ပါတယ်ဆက်ပြီးတော့နားထောင်ဒီကောင်မလေးကအိမ် ဒီအိမ်မှာတင်းရောက်ထဲနေတယ်တယောက်နဲ့နေရဆိုဒီအိမ်မှာရှင်ဖုံးပြည့်ကိုအရင်ကအတူတူနေတာပေါ့သူသူသူ့အိမ်တော့ယောက်ျားလေးကတက်နေတာအဲအကြောက်အပြောခံတာညီတို့အမှတ်ထားယောက်ျားလေးဒီလိုပတ်ဖို့ပြရဟုတ်တယ်မိန်းကလေးဆက်ပတ်ဆက်ယူနိုင်မှာဆိုရင်သူတခြားမိန်းကလေးနဲ့တွဲပြီဆိုရင်တောင်းတော့ခွင့်မလို့တော့အဲအကြောက်နော်စဉ်းစားနဲ့မိန်းနန္ဒာလေးချမ်းသာတဲ့လူတွေမိန်းကလေးအများကြီးရှိရပြက်တနာ ရှာခံရတာကြားဘူးတာမကြားဘူးမလားမကြားဘူးပါဘာကြောင့်လဲယောက်ျားတွေအရင်တော်နေတာကိုမိန်းနနာရှာဖို့ဆိုအရင်ခဲရင်းတယ်နော်ဘလို့မှမဖြစ်နိုင်ဘူးတန်ကောက်ကိုတွေ့တာတန်ကောက်တော့မှကောင်မတဲ့ညံရှိဦးမှာညံမရှိဆိုရင်မိန်းနနာအကြိုက်မတွဲနိုင်ဘူးနော်အဲ့ဒါကြောင့်မိန်းနနာဖြစ်အောင်လုပ်ချင်လို့ရှိတာကိုမမရှိတာပါဆက်ပြီးတော့နားထောင်မယ် နဲ့မခံစားနိုင်တဲ့ဟာတွေကိုလေထုတ်ပြချင်တယ်။ငါဘလို့ခံစားနိုင်ရလဲဆိုတော့သူတိစေချင်တာ။ကျင်းကျင်းအခါခါအကျင်းကျင်းအခါခါခွန်ပေးရင်နားလည်အောင်လေပြောပါလေ ။ဘာရမျက်မလုံလောက်တာလဲ။ဘာရမျက်မလုံလောက်တာလဲ။ဘာဘာညမတော့ခဲ့ရလဲ။ငါပဲညမလို့အချက်တွေရှိတော့ခဲ့ရလဲဆိုပြီးတော့ကိုကိုအောင်ငယ်စိတ်တင်ငယ်စိတ်နဲ့ကိုကိုကိုလေငါဘာမှမလဲဘာဘာလို့အချက်ရှိတော့လဲဆိုပြီးတော့ကိုကိုကိုအပြစ်တင်နေမိတကယ်တော့ငါငါမှမဟုတ်ဘူး။ငါရွေးချယ်တဲ့လူကမှားတော့ မန္တာဘောရွေးချယ်လို့မှားတာပေါ့မိန်းကလေးအဲ့လိုကိုယ့်အောင်စဉ်းစားလဲဘာမှားခဲ့လဲစဉ်းစားကြမိန်းကလေးတကယ်ချစ်တဲ့ကြောင့်เนาะတကယ်မချစ်ဘူးဆိုရင် तू အမှားဘယ်တော့မှမပြောဘူး तू အမှားဘယ်တော့မှမမြင်ဘူးเนาะကိုယ့်ဘက်အပြစ်တင်မှာယောက်ျားလေးကိုပဲအပြစ်တင်မှာအခုက तू ကတကယ်ချစ်သွားတဲ့ကြောင့်ဘာမေးဘာလေးပဲမှားခဲ့မှားခဲ့တယ်ဘာလေးပဲလိုအပ်ချက်ရှိလို့လဲဆိုပြီး तू ကတွေးနေရเนาะအမှလူရွေးမှားဝါအဲ့ရညီလေးကိုပြောမယ်ဒီလိုမျိုးဖြစ်သွားပဲ तू ကမိန်းမကောင်းဖြစ်ဖြစ်မယ်เนาะဒါပေမဲ့ရှင်ဖုံးပြည့်တဲ့ နူရဲမဝတဲ့ကြောင့်အခုနေမကောင်ဟုတ်ချင်မှာဟုတ်တော့မှာနော်ညီလေးတို့အဲ့လိုမျိုးကောင်မလို့ထတ်တွေ့တာသူ့ရှေ့မှာသူရွေးချယ်မှုမှားရတဲ့ကြောင့်သူအမားလုပ်ခဲ့တဲ့ကြောင့်ညီလေးတို့အချစ်စစ်ဖြူစင်းအချစ်တို့ဘယ်တော့မှမပေးနိုင်တော့မင်းကလေးအဲ့လာကြောင်ယောက်ျားလေးမင်းကြီးกว่าယောက်ျားလေးကမင်းကြီးဘလောက်ပဲမင်းများတွဲပါစေ ယောက်ျားလေးရမိန်းကလေးရဖြူစင်မှုကိုတကယ်ချစ်တာတကယ်ဖြူစင်ကောင်မလေးအပြူစင်လေးတွေ့မှာမကိုယ်တကယ်ချစ်တယ်ပါမီဖြစ်ပြီးကိုယ်ကတကယ်ချစ်မိန်းကလေးတွေ့တာလို့ဆိုရင်တခြားကောင်မလေးဘလောက်ပဲတွဲခက်တွဲခက်နော်အိတ်ခက်အိတ်ခက်အဲ့မိန်းကလေးတဲ့တကယ်ပထမဆုံးအချစ်ဦးနဲ့တွေ့ရတယ်လို့မယ်ဖြစ်နေတယ်မိန်းကလေးကမဖြစ်နိုင်တော့ဘူးဘာကြောင့်လဲဆိုတော့မိန်းကလေးက post it note နဲ့တူတယ် slow တိတ်နဲ့တူတယ်ကပ်ပြီးွားရင်ပြန်ခွာရင် တိတ်ပြီးတော့မကတ်တော့နော်ကတ်တာများရင်ယောက်ျားလေးတော်တော်များကတ်သွားမှာဆိုရင်ကိုယ်ကလက်ကြရင်မကတ်တော့ကိုယ်မကတ်ချင်တော့ပြီးတော့ကိုယ်တကယ်ချစ်တာမှ तू ကပြန်စဉ်းစားမှာဒီကောင်ကဘာများလိုအပ်နေလဲအာအရင်ကကောင်လေးကဒီလိုမျိုးပုံစံမျိုးလောက်တာပဲအော်အဲ့ဒီတော့သူ့ငါစောင့်ကြည့်ရမယ်နော်သူ့ကိုတိတ်ယုံမဖြစ်တဲ့ကိုပို့ပြီးခက်ခဲသွားပြီ तू ကတန်ဖိုးကပို့ကြတယ်နော်အတန်နဲ့ကြီးသွားပြီယောက်ျားလေးနဲ့အာ စောစောရှင်ဖုံးပြင်းတဲ့ဘယ်နှစ်နှစ်ရောက်တွဲခဲ့မလဲတိတာတိရဆိုခုံမောင်းမရင်ထားပါခုနှစ်နှစ်ရောက်တွဲခဲ့မှာထားခုနှစ်နှစ်ရောက်တွဲခဲ့မှာဆိုသူအသက်အာ30လောက်ရှိပြီပေါ့ထားတယ်အသက်30လောက်ရှိပြီဆိုသူ့ရဲ့အသက်အားကြီးနေပြီတန်ပွဲကြနေပြီပြီးမှရင်ကိုယ့်ရဲ့ပြဿနာရှာတော့မယ်ကိုယ့်ရဲ့တကယ်ချစ်တာတော့မှနော်သူရှေ့မှာသူလူရွေးမှားခဲ့တဲ့အတွက်ကြောင့်ငါဒီတယောက်လည်းမှားနေမလားဆိုတော့တွေးပြီးတော့ကြောက်နေပြီးတော့ကြောက်ရင်ကြောက်မယ်မကြောက်ရင်ဒါမှမဟုတ်ကိုယ့်ပြဿနာအများကြီးရှာနေမယ် နော်ပြီးတော့ဟိုးအရင်ကသူပေးခဲ့တဲ့ချစ်ချင်းမြတ်တာလေးရှင်ဖုံးပြေသူပေးခဲ့တယ်နော်အရင်ချစ်တဲ့ဟာလေးလူဆိုင်ဟာလေးကိုယ်ပေးတော့မှမဟုတ်ဘူးဘာကြောင့်လဲသူသူအမားလုပ်ခဲ့တဲ့ကြောင့်သူအပြစ်တည်ပါသူခံစားရငါအဲ့လိုတကယ်အရင်ပေးဆက်ပြီးတော့မှပြက်စီးွားရင်ငါအရင်ခံစားရတယ်အဲ့တော့ဒီတစ်ခေါက်ငါဖြူစင်းတဲ့အချစ်တယ် မပေးဆက်ဆောင်အဲ့လိုမပြောဘောဒါပေမဲ့အဲ့ဒီသဘောမျိုးဖြစ်သွားတယ်မင်းကြီးတွေအပြုတ်မှာအဲ့လိုသဘောမျိုးဖြစ်သွားတယ်အဲ့ဒါကြောင့်ညီလေးမှတ်ထားတကယ်လက်ထပ်ယူမှဆိုရင်အပြိုစင်စစ်မှလက်ထပ်ယူနော်အချစ်စစ်ဆိုရင်လက်ထပ်ယူစရာမလိုဘူးလက်ထပ်ယူစရာမလိုဘူးဘာကြောင့်လဲတိရဒီလိုမျိုးလက်ထပ်ယူရဆိုတာအပေးယူလုပ်တာကိုကသူ့နောင်ရေးကောင်းကောင်းပတ်စံလေးရှာပေးမယ်နော်အရေးချင်းတွေယူလာမယ် အိမ်နေနဲ့ထားပေးမယ်ပြည့်စုံထားပေးမယ် तू ကမင်းကလေးကဘာယူလာမှာ तू ရဲ့ဖြူစင်တဲ့အချစ်တယ်ဖြူစင်ရဲ့နောက်ကျောင်းတွေယူလာမှာလက်ထက်ချင်တယ်ဆိုရင်တကယ်လက်ထက်ချင်တဲ့မင်းကလေးစိတ်ရှိတယ်ဆိုရင်တကယ်မင်းမကောင်းဆိုရင်အဲ့လိုသဘောထားပြီးဘယ်တော့မှအပြူစစ်စစ်ဘဝကိုကိုယ်လက်မထက်ယောက်ျားလေးကိုပေးမှာမဟုတ်ဘူးเนาะကိုယ်လက်မထက်ယောက်ျားလေးကိုအလကားပေးရအောင်တော့ ဘာကြောင့်သူ့ကိုလက်ထပ်နေစရာလိုလဲနော်အာအရင်ကြီးအချစ်စစ်အတ္တမန်တို့မိန်းကလေးလိုချင်တာလုံးဝချွင်းချက်မရှိအချစ်စစ်ကိုသူလိုချင်ကြတယ်အဲ့ဒါဆိုရင်โอเคပြောမယ် तू ကတကယ်အချစ်စစ်ဆိုရင်ဟိုရှင်မောပြီကိုတကယ်ချစ်တယ်ဆိုရင်လုံးဝဖြူစင်တဲ့အစ်စ်အချစ် तू ကိုလိုချင်အချစ်ကိုပြန်ပြောပြရနော်အဲ့ဒါဆိုရင်အဲ့ဒီယောက်ျားလေးတခြားမိန်းကလေးဘယ်နှစ်ယောက်တူတူ ်သူကပတ်စံမရှိဘူးဟုတ်တယ်ထောက်ပတ်ပေးတယ်အဲ့ဒါဆိုခွင်းလွတ်လာမှာပေါ့ခွင်းမလွတ်နိုင်တော့ဟုတ်တယ်မအတိုင်းသာတစ်ခုပဲရှိရဲဘာကြောင့်လဲဆိုတော့ तू တစ်ခုပြန်မရကြတော့ရှင်းရှင်းပဲ तू ကပတ်စံနဲ့ထောက်ပတ်ရတယ်ပြီးတော့အိမ်မားထားပေးရတယ်ပြီးတော့တခြားမိန်းကလေးနဲ့ကဲတွားပြီးတော့တွဲနေတယ်ပိုဆိုးကအဲရှင်ဖုံးပြေတာသူ့ကိုဂတိပေးထားမယ်เนาะညီမတက်အောင်လည်းမတွဲပါမယ်ဆိုတော့ဂတိပြတ်သွားပြီเนาะအဲ့လိုမျိုးဆိုရင် သူခံရခဲ့တာပေါ့အဲ့လိုခံရခဲ့ရင်တော့ဒါလုံးဝချွင်းချက်မရှိအချင်းမဟုတ်တော့ဘူး conditional love ခေါ်တယ် every love is conditional အချင်းမှန်တယ်မြ condition ရှိရမင်းကဒါငါ့ကိုပေးငါကမင်းကိုဒါပေးပဲအလဲလဲလုံးဝကြီးပဲအလဲလဲလုံးဝကြီးပဲအဲ့ဒါကြောင့်အတုံးမကြောက်တဲ့ယောက်ျားတွေကကိုအရန်တော်ပြီးတော့ဖြူစင်ပြီးတော့เนาะနောက်ကျောင်းရရှိနေတယ် နောက်ကြောင့်မရှင်းအောင်ပါကိစ္စမရှိဘူး။ကိုကအရန်ကြိုးစားတယ်ချမ်းသာတယ်နော်အတုံးမကြတဲ့မိမခလေးမေနောက်ကြောင့်မရှင်းဘူးယောက်ျားနဲ့အများကြီးအိပ်ပြီးသွားရင်မိမကြီးလက်ထပ်ယူပြီးဆိုရင်အဲ့ဒီယောက်ျားလေးကနှွားပဲနော်နှွားပဲအတုံးမကြတဲ့ယောက်ျားယောက်ျားတွေရဲ့တစ္ဆာဖောက်။ဘာကြောင့်လဲဆိုတော့သူလောက်ရတဲ့အတွက်ကြောင့်ဈေးကွက်ပြတ်သွားတာ။ဒီလိုမျိုးအတုံးမကြတဲ့မိမတွေနောက်ဆိုရင်ဘယ်တော့မှကိုယ့်အောင်မစောက်ရှောက်တော့ဘူး။ဟာငါယောက်ျားအများကြီးနဲ့အိပ်ပြီးသွားမှာ เนาะคลีนี่ရှိတာမှာเนาะ social media မှာပြန့်သွားတာမှာငါ့ကို you you ရဲတဲ့ယောက်ျားရှိရဲလက်ထပ်ယူရဲတရားဝင် you ရဲကြီးတော့အဲ့ရောညီမလေးကိုဘာမှ can you size ရမလို့တခြားမင်းလေးကြီးကြီးဟာကြီးတဲ့ဒီကောင်မတော့ရှုပ်ရဒီကောင်မပဲအဲ့တော့မှ तू ယောက် तू ယောက်ျား तू လက်လက်ထပ်ယူရဲတော့အဲ့ရောငါ့ကိုရှုပ်တော့ကိစ္စမရှိတော့ဘူးဆိုဖြစ်သွားလိမ့်မယ်အဲ့ဒါကြောင့်ညီလေးကိုချစ်တာချစ်တာပဲ နော်။နောက်ကြောင်းမရှိရင်မိမလေးဆိုဘယ်တော့မှလက်ထပ်ယူစရာမလိုဘူး။တရားဝင်လက်ထပ်ယူစရာမလိုဘူး။နော်သူများတော်မှာအေးစစေးလေးအတူတူနေလို့ရတယ်မှာသူအဲ့လိုရတယ်မှာမယူဘဲနဲ့ကိုကဘာကြောင့်လက်ထပ်ယူစရာလိုလဲစဉ်းစားနော်စဉ်းစားဆက်ပြီးတော့ကြည့်မယ်။ယောက်ျားမီးလူမတော်ရယ်ပေးစားလိုက်တဲ့လူမတော်ရယ်ဒီကောင်ကမာရယ်ဘာလို့ငါပေးစားလိုက်တဲ့လူမတော်ရယ် 这有么搞的？你干嘛要骗人？你干嘛要骗人？这这一年嘛，你这一年嘛，就就那边，这一年嘛，我没打算待会儿那搞弄啊，算命嘛，我都帮我们拄来家呀，我都帮我们拄来家呀，第六秒，俺些事不要嘛多开了，俺买买开了，买了么？ ယ်ကြရဲရခုလိုမျိုးရှင်းဆက်တူခဲ့ဆိုအရင်ချစ်လို့မိသားစုရင်းထဲတော့လဲပြီးတော့မှငါခုလိုမျိုးနေနေဆိုအရင်ချစ်ခဲ့လို့ဒါပေမဲ့အခုလေငါပေးဆက်ခဲ့တာကမတန်ဘူးဆိုတော့ငါတိပါညို့လဲငါပြန်မလို့ချင်ဘူးညို့လဲပြန်မလို့ချင်ဒါပေမဲ့ငါနစ်နာခဲ့တဲ့ဟာတွေငါခံစားခဲ့တဲ့ဟာတွေတော့ငါတိစေချင်တာတိလားဘလောက်ကြည်ကွဲနေတာစဉ်းစားကြည့်အဲ့လိုမကြည်ကွဲနေမိန်းကလေးကအနည်းဆုံးနောက်ဆယ်နှစ်လောက်ကြာမှတကယ်ကြီး ဟိုအနာလေးပျောက်ပြီးတော့ကို့တကယ်ချစ်နေမှာနောက်ဆက်နေဆိုသူအဖွားကြီးဖြစ်ပြီလေအဖွားကြီးဖြစ်ပြီလေဟုတ်တယ်မလားစဉ်းစားကြည့်ချက်ချင်း recover လုပ်နိုင်မင်းလေးဆိုရင်မကောင်းတော့အဲ့အဲ့ဒါဆိုပြောမယ်ဖြစ်ဆရာအဲ့ဒါဆိုရင်တချို့မင်းလေးကြောင့်တလာထဲနဲ့ပြတ်နိုင်ပြီးတခြားယောက်ျားကြီးတွဲသွားတယ်အဲ့ဒါမျိုးကြောင့်မလုပ်လို့မလဲအဲ့ဒါမျိုးကြောင့်မင်းမကောင်းမဟုတ်တော့ဘူးနော်ယောက်ျားနေအများကြီးဖြစ်ပြီးသွားရဲဆိုတိပါပြီယောက်ျားနေအများကြီးအိပ်ပြီးသွားရဲဆိုရင်သူက တိတ်ပြီးတော့အစွဲလမ်းမရှိတော့ဖြူစင်းတဲ့အချက်မရှိတော့အဲဒါကြောင့်တယောက်ပြီးတယောက်တွဲတွဲသွားနိုင်တဲ့မိန်ကလေးမျိုးဖြစ်သွားပြီအဲ့လိုမျိုးမိန်ကလေးကြောင့်လမ်းပေါ်ကမိန်ကလေးမျိုးတော့အဲ့လိုမိန်ကလေးမျိုးဆိုရင်ဘယ်တော့မှအကြိုက်တွဲမနေတလားတော့တွဲပြီးသွားရင်တခြားမိန်ကလေးပြောင်းလိုက်သူ့ဇာလန်တိပါမှာဆိုရင်တော့အဲ့ဒါကြောင့်အရန်အရေးကြီးတယ်ညီလေးတော့ဒီလိုမျိုးမိမက်ပြက်မျိုးနဲ့တွေ့မှုပါလို့လားတွေ့မှုရဆိုရင်ကိုမအောင်မှာမန်ရှင်းခေါ်တာပါ အချိန်နေရောလူရောငွေရောစိတ်ကောအရာအားလုံးငါ့ဒီမှာဘာမှဖတ်စင်ကြမရှိအောင်လားအော်နင်တက်တောင်းနေရနင်ဒီထက်ထပ်ပြီးတော့မှလွန်လာမယ်ဆိုလို့ရှိရင်နင်ရှင်းစရာရှိတာအကောင်လားရှင်းထပ်ပြီးတော့မှလွန်လာမယ်ဆိုလို့ရှိရင်ငါဘက်ကလည်းဂျိုင်းထိုင်နေတော့မှမဟုတ်ဘူးငါနင်နာမနေနေရတယောက်တည်းဆိုပေမဲ့ငါမှလည်းအတိုင်းဝိုင်းဆိုတာရှိရဲ့ တိလားငါဘယ်သူမှငြိမ်းခံမနေတော့ဘူးငါနင့်တာခဲ့တာငါဖြစ်ခဲ့တာငါခံစားခဲ့ရတာငါပေးဆက်ခဲ့ရတာအကုန်လုံးငါအတိုင်းပိုင်းငါပတ်ဝန်းကျင်ငါမိသားစုအကုန်လုံးသိတယ်တိတ်ပြီမလားညီလေးတော့ဗမာတယ်မင်းကလေးလိုချင်တဲ့ချွင်းချက်မရှိအချစ်စွာနော်ကိုယ့်ရဲ့နောက်ကြောင်းကိုမကြည့်ရဲ့ယောက်ျားလေးမျိုးလိုချင်တယ်အဲကိုဘာဖြစ်ဖြစ် လက်ရှိအခြေအနေကိုလက်ခံနိုင်ယောက်ျားလေးမျိုးလိုချင်တယ်။အဲ့လိုမိန်းကလေးအများကြီးပြောကြရမလား။ तू ရောလက်ခံတာစဉ်းစားကြည့်။စဉ်းစားကြည့် तू အကုန်ပေးဆက်လိုက်ပြီဆိုရင် तू မခံနိုင်တော့ဘူး။ဟုတ်တယ်မအားအကြောင်းညီလေးတို့မှတ်ထား။နောင်ကျောင်းမရှိမိန်းမနောင်ကျောင်းကိုကြည့်ကြည့်ဦးကြည့်တယ်။မိန်းကလေးရဲ့တန်ဖိုးကနောင်ကျောင်းပဲ။နောင်အားရမိန်းမတော်တော်များပြောမယ်။ယောက်ျားကောင်းမှန်တယ်ဆိုရင်နောင်ကျောင်းမကြည့်ဘူး။အဲအဲ့ဒါဘာမှမဟုတ်နောင်ကျောင်းမကောင်းတဲ့မိန်းမလေးပဲပြောရဲစကားမှတ်ထားတဲ့ နောက်ကြောင်ကောင်းတဲ့မိမဆိုအဲ့လိုစကားဘယ်တော့မှမထုတ်ကျမနောက်ကြောင်ကြိုက်တဲ့လောက်လားစစ်ကျမအပြိုစစ်တယ်နော်ဘယ်သူမှမရှိဘူးရှုပ်တာမရှိဘူးအဲ့လိုပြောမှာအမြဲတမ်းမှတ်ထားမှာ my body my choice ပြောတဲ့မိမတွေနော်နောက်ကြောင်လက်ခံတဲ့လေယောက်ျားပဲယူမယ်အဲယောက်ျားပဲချစ်မယ်အဲကိုယ့်ရဲ့ဖြစ်တည်မှုကိုပဲနားလည်ပေးနိုင်ယောက်ျားလေးကိုမြင် ကွာလိုချင်တယ်ပြောရဆိုဘာကြောင့်ဆို तू तू ကအတုံးမကြတဲ့အတွက်ကြောင့် तू နောက်ကြောင်းမရှင်းခဲ့တဲ့အတွက်ကြောင့်เนาะကိုကသူ့နေရာမှာဆိုရင်ကိုကို तू ကကိုကိုခွင့်လုံးမှာမဟုတ် အမြဲတမ်းမှတ်ထားပါညီတို့အဲ့အကြောင်းညီတို့ယောက်ျားကောင်းယောက်ျားမြတ်ပညာရှိယောက်ျားဆိုရင်ကိုကအရေးချင်းရှိပြီးတော့မိမတယောက်ပျော်ရွှင်ရဲ့မိသားစုပေးနိုင်ရဲ့ဆိုရင်အပြိုစင်စစ်ကိုပဲလက်ထပ်ယူပါကြံတဲ့မိမတွေကိုလက်ထပ်မိပါနဲ့ချစ်တာက လက်ထပ်လာတယ်မတူပါဘူးမှတ်ထားပါလက်ထပ်လာဆိုတာဒါအလဲလဲလောပါ relationship ကိုကတန်ဖိုးတစ်ခုယူလာမယ် तू ကကိုကိုတန်ဖိုးတစ်ခုပေးရမယ် तू ပေးရမယ်တန်ဖိုးကဘာလဲဆိုတော့ကိုသူ့ရဲ့နောက်ကျောင်းရှင်းကျောင်း तू ကဖြူစင်ကျောင်းယူလာဖို့တော့အရန်အရေးကြီးဘာကြောင့်လဲဆိုတော့ကိုလက်ထပ်ပြီးတော့မှ तू ကပြည့်တဲ့စာလုပ်ဖို့ဆိုဘယ်လိုလုပ်မလဲပြည့်တဲ့စာလုပ်ပြီးတော့ကလေး၃ရောက်ရှိခဲ့ဆိုဘယ်လိုလုပ်မလဲပေါ်လာမယ်ဆိုရင်တေပြီး ကိုကလေးရှိရဆိုကိုကလေးရသူအဲ့ကလေးရရန်ဖြစ်ရမှာနော်ကိုကလေးရ100%ပေးတာမှမဟုတ်ဘူးအဲ့လားကြောက်အပြုံမစစ်ဘူးဆိုရင်မင်းကလေးကဘာမစို့ဖြစ်နိုင်လဲညီလေးတို့နော်ပြည့်တဲ့စားဖြစ်နိုင်တယ်ကလေး100ရောက်ရှိရမိမဖြစ်နိုင်တယ်နော်ယောက်ျားတွေခြူစားမိမဖြစ်နိုင်တယ်အမျိုးမျိုးဖြစ်နိုင်တယ်အဲ့လားကြောက်အပြုံမစစ်ဘူးဆိုရင် အနည်းဆုံး100နှစ်အနည်း20တော့တွဲလိုက် တွဲပူပါရာဒီ comment တုံတုံကောင်းတယ်ဘာမှနောက်ကြောင်းနော်တိတ်ပြီးတော့ကိုယ်ပြင်တာမရှာဘူးတကယ်ချစ်တယ်ဆိုရင်အဲ့လိုမျိုးဆိုရင်သူ့ကိုထောက်ပံ့လို့ရတေးချာထောက်ပံ့ပြီးတော့တအိုးတအိမ်ထားထားပြလို့ရနော်လက်ထပ်ယူစရာမလိုနော်နော်ဒီဇလန်းလေးမှာဆရာမပြောခဲ့တဲ့တချို့အချက်တွေရှိပါတနာနော်ဒီထက်ပိုပြီးပြည့်စုံတဲ့ဇလန်းလေးညီလေးတို့သိပါတနာသိရဆိုကိုမအောင်မရေးတာပါဒီဇလန်းလေးမှာ အချစ်ပညာတွေဘာတွေအများဆုံးရပါမှလဲကိုမအောင်မှရေးတာပါဒီလိုမျိုးဇန်လန်းတွေနောက်ပိုင်းအချစ်ပညာတွေတင်ပေးစီစဉ်ဆိုရင်အချိန်မရွေးကိုမအောင်မှလာပြီးပြောရပါတယ်ဘယ်ဇန်လန်းတွေဟော့နေလဲဆိုတာလာပြောရဆိုရင် ကောင်းတဲ့ဟာလေးဆိုရင်ဆင်ရာရွေးပြီးတော့အချစ်ပညာတွေတင်ပေးမှဖြစ်ပါတယ်ဒီတစ်ပို့ပြီးတက်ချင်ဆိုရင် rich life insight ဒီတစ်ပို့ပြီးတက်ချင်ဆိုရင် rich member daily advice for man ကဘာလက် အမေရိကန်အချစ်ပညာရှင် channel တော့ပါတွားပြီးတော့ playlist ဆိုတော့တွားပြီးတော့ရင်အချစ်နဲ့ပတ်သက်တဲ့ဟာအများကြီးသင်ယူရမှာလေအချစ်ပညာချစ်တူကောင်းရာနေမိမကြောင့်ဆိုတော့ name ကြီး celebrity အချစ်ဇာလံတုံးတဲ့ချင်များအများကြီးအများကြီးအာအချစ်တင်တဲ့တက်ချေဆိုရင် YouTube video ရဲ့ description ကိုမှမှာ link နေရှိပါတယ် click နှိပ်လို့ရပါတယ်ဆရာနဲ့တိုင်ပင်ချေဆိုရယ် link နေတော့ description ကိုမှမှာပေးထားပါတယ် share လုပ်ထားပါ subscribe လုပ်ထားပါ